မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကလူမှုဖူလုံရေးအကျိုးခံစားတဲ့အာမခံအလို့သမားတွေရဲ့နေရက်လိပ်စာတွေကို Google Map ပေးရေးဆွဲမှတ်တမ်းတင်ရန်ညွှန်ကြားကအလို့သမားတွေကိုစစ်မှုထမ်းပြစုဆောင်းရန်အဓိကရည်ရလို့ဆိုပါတယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီး ပြည်သူတရားဝန်ကျင်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်ရတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကောင်စီကလူမှုဖူလုံရဲ့အကျိုးခံစားတဲ့အာမခံအလို့သမားတွေရဲ့အမည်နေရလိပ်စာကို Google Map နဲ့အတိအကျရေးဆွဲမှတ်တမ်းတင်ထားဖို့ညွှန်ကြားချက်တရက်ကိုတနိုင်ငံလုံးကလူမှုဖူလုံရေးရုံးတွေကိုညွှန်ကြားထားတယ်လို့ လူသမားရေလှုပ်ရှားသူချို့ကပြောပါရယ်အကြက်ဘက်စစ်ကောင်စီလောက်က နေပြည်တော်လူမှုဖူလုံရေးအဖွဲ့ရုံချုပ်ကအခုမေလအတွင်းမြန်မာတနိုင်ငံလုံးကလူမှုဖူလုံရေးအကျိုးခံစားကြတဲ့လူသမားတွေအာမခံလူသမားတွေရဲ့အမည်တွေနေရာလိပ်စာတွေကို Google Mapping နဲ့တကွာစနစ်တကျအမှတ်တမ်းတင်မယ်လို့ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စက်ယုံအလို့သမားတွေနဲ့ကုမ္ပဏီဝန်ထမ်းတွေရဲ့နေရက်တွေကို Google Map ရဲ့ location ပါဆွဲပြီးစစ်မှုထမ်းအတွက်ပါဝေမျှမှတ်တမ်းတင်ထားတာက လိုအပ်လာရင်လူသမားတွေကိုလည်းစစ်မှုထမ်းအဖြစ်စင့်ခေါ်မယ်လို့လည်းသိရတဲ့အတွက်ကြောင့်စိုးရင်စရာအခြေအနေတစ်ခုဖြစ်ပေါ်နေရလို့လည်းလူသမားရေလှုပ်ရှားသူတို့ကပြောပါရတယ်။ဒါအပြင်စစ်ကောင်စီကရန်ကုန်တိုင်းစစ်မှုဇုန်တွေအတွင်းမှာအလုပ်လုပ်ကင်နေကြတယ်။အသက်18နှစ်ကနေအသက်35နှစ်အတွင်းမှာရှိတဲ့အမျိုးသားလူသမားအရေးအတွက်ကိုလည်းမကြာခဏဆိုသလိုတောင်းခံခဲ့ပြီးအဲ့ဒီစင်းတွေတဲကစစ်မှုထမ်းဖို့အကျုံးဝင်သူတွေကို စည်ရင်ပြုစုထားဖို့ညွှန်ကြားမှုတွေရှိခဲ့ပြီးအခုမှလည်းထပ်မံအသေးစိတ်ညွှန်ကြားတာဟာအရေးအလွတ်သမားစီရင်ကောက်ယူခဲ့မှုတွေနဲ့ဆက်ဆက်နေရလို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်ကောင်စီရဲ့စစ်မှုထမ်းစင့်ခေါ်မှုတွေကြောင့်စစ်မှုဇုံတွေမှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်း အမျိုးသားအလုသမားအရေးအတွက်ဟာရှားပါနေပြီအမျိုးသမီးအလုသမားတွေကိုသာအဓိကမှီခိုးလုတ်ကန်နေရတာကြောင့်ရွယ်မက်စီစီယံအပါဝင်လုပ်ငန်းရှင်တွေကစုပေါင်းကပြည်တွင်းအလုသမားရှားပေါင်းမှုအခြေအနေကို ဖြေရှင်းပေးဖို့အတွက်စစ်မှုထမ်းစင့်ခေါ်မှုကိစ္စတွေရှော့ပေါ်စဉ်းစားပေးဖို့ကိုစစ်ကောင်စီထံတင်ပြမှုတွေလည်းရှိနေတယ်လို့လည်းသိရပါတယ်ရှင် ပဲခူးတပ်သင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတိုင်းမင်းလာမြို့နယ်မှာကိုအောင်ချိုသူနဲ့ကိုချမ်းမြင့်တို့နှုတ်ကိုစစ်မှုထမ်းကိုင်းဖို့အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မေလ15ရက်နေ့မနေ့ပိုင်းက မင်းလာမြို့ကနေအိုးတဲကုန်းကိုဆက်သွယ်ထားတဲ့လမ်းမဟာဇေယောဖုန်ကြီးကျောင်းရှိကဇေယျမှာစစ်တပ်နဲ့ရဲတွေကဂိတ်ချပြီးလှေကူအုပ်စုအုံနေချောင်းကျေးရွာကကိုအောင်ချိုသူနဲ့ကလဲစုကျေးရွာကကိုချမ်းမျိုးတို့ကိုဖမ်းဆီးသွားရလေဖြစ်ပါတယ်။သူတို့နှစ်ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးသွားတယ်ဆိုတာကို မိသားစုတွေသိရှိတဲ့အခါမှာတော့ချက်ချင်းလိုက်သွားပြီးစမှုရန်ကိလို့ဖို့အတွက်စမှုရန်ချေပြေလစဉ်တက်သိန်းတောင်းချီပေးနေရတာကြောင့်စစ်တပ်လက်ထက်ကနေပြန်လဲထုတ်ရန်စူးစမ်းကြပေမဲ့လည်းလူလိုလို့အထက်အမိတ်ရဖမ်းဆီးတာ ဖြစ်တဲ့အတွက်ကြောင့်စမှုရန်ချေပေးတာနဲ့မဆိုင်ဘူးလို့ပြောဆိုလွှတ်လိုက်ကြောင်းဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတွေကပြောပါတယ်။မင်းလာမြို့နယ်မှာစစ်တပ်ကကြေးရွာတွေအတွင်းကိုဝင်ရောက်ကပေါ်တာဆွဲဖမ်းဆီးမှုမခံလို့ရင် လစဉ်ကျေးရွာတွေရကိုငွေကျပ်350ကနေ300အထိတောင်းယူနေပြီးကျေးရွာတွေကလည်းအိမ်အောင်စုတွေဟာလည်းတစုကိုငွေကျပ်အနည်းဆုံး3000လစဉ်ထည့်ဝင်ရကအဲ့ဒီငွေတွေကိုစုစည်းပြီးမင်းလာမြို့နယ်ကနေမြေကန်တရင်တွေကိုပေးပို့ရတယ်လို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့ မြန်မာနိုင်ငံတဝန်းကအချင်းတောင်တွေအတွင်းမှာဘတ်ဂျက်ငွေနှဲပါနေရလို့ဆိုပြီးအချင်းသားတွေကိုအစားအသောက်ခွဲရန်ရှော့ချပြီးထမင်းနဲ့ပဲဟင်းအရေးကြီးတာကြွေးတော့တဲ့အတွက်ကြောင့်အချင်းသားတွေမှာအာဟာရချို့တက်မှုတွေဖြစ်ပွားနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကိုရဲ့ PPNN ကဘို့ဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကပြောပါရယ်လက်ရှိအကျဉ်းတောင်တွေအတွင်းမှာထမင်းနဲ့ပဲဟင်းအရေးကြီးကိုသာအဓိကထားစားနေရတဲ့အပြင်အာဟာရမပြည့်ဝတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ ဝေနာကိုခံစားရတဲ့အကျဉ်းသားတွေများပြားလာတယ်လို့လည်းဆိုပါတယ်။အကျဉ်းတောင်အများစုမှာအကျဉ်းသားတို့တပတ်တာ စားတတ်ဖို့အတွက်ရိတ်ခါသတ်မှတ်ရမှာလဲတပတ်ကိုနေ့ညထမင်းချိန်14နဲ့သတ်မှတ်ထားပြီးကြက်ဥတလုံးနှစ်လက်မအရွယ်၅အသားတုံး၃တုံးစုစုပေါင်း၄နဲ့စာကိုသာပေးပြီး ကြံရက်တွေမှာတော့ထမင်းနဲ့ပဲဟင်းအရေးကြီးကိုသာကျွေးတော့တယ်လို့လည်းသိရပါဗါးအကျင်းထောင်ကကျွေးတဲ့အစားတောက်တွေမှာအသားရရှိမှုပမာဏရော့နေလာတာအဟာရပြည့်ဝတဲ့အစားတောက်တွေကို စားတောက်ခွင့်မရတာတို့ကြောင့်ခန္ဓာကိုယ်ဟာချိနေလာကခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ထောင်အခေါ်တုပ်ဆွဲမှုဖြစ်ပွားတဲ့အကျဉ်းသားအရေးအတွက်ဟာမြတ်ပြလာပြီးမြင်းကြံအကျဉ်းထောင်မှာစုစုပေါင်းလူရယ်15ရာခိုင်နှုန်းဟာ တုပ်ဆွဲတဲ့ဝေဒနာကိုခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြီးအကဲများကရဲ့ PPNN ကသတင်းထုတ်ပြန်ထားပါဗျ။မြင်းကြံအကျဉ်းတောင်လိုပဲမိထီလာအကျဉ်းတောင် လွိုက်ကောထောင်ပသိမ်လူငယ်ထင်းသိမ်းကျောင်းတို့မှာလဲဝဝလင်းလင်းမဆရတာ အသားကိုတာရော့သွားသလိုအသားတုံးသေးသွားတာအစားအသောက်အသိုးတွေကျွေးဝေးတာတွေတို့ကြောင့်စားတောက်ရိတ်မှာအခက်ခဲတွေကြုံတွေ့နေရတယ်လို့လည်းကိုတိုင်ထွန်းကပြောပါရယ်အကျဉ်းတောင်အသီးသီးမှာစားတောက်ရိတ်အဆင်မပြေဖြစ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းထောင်တွေမှာမတရားအကျဉ်းကျခံနေရတဲ့နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေအစားအသောက်ရိတ်ရာအတွက်အထောက်အကူဖြစ်တဲ့ထောင်ဝင်စားပါဆွဲတွေကိုလည်း အာယုံစိုက်ပေးကူညီပေးကြဖို့ကိုလည်းမေတ္တာရက်ခံခြင်းနဲ့တို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါရရှင်ဒီတစ်ခါမှာတော့ထိုင်းမြန်မာနယ်စပ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေတာကြောင့် ပြည်သူတရားဝန်ကျင်ရာထက်တန်ငံဘက်ကိုစစ်ပေးတင်းရှောင်ရတယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။မေလ၁၉ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးစစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNL KNDO ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေတာဖြစ်ပြီး drone တွေနဲ့ဘုံတွေကျဲချနေတာကြောင့်ထိုင်းစစ်တပ်ကနယ်စပ်လျှောက်မှာအခြေအနေကိုစောင့်ကြည့်နေရလို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲဒီလိုမြန်မာဘက်အချမ်းမှာတိုက်ပွဲတွေစတင်ဖြစ်ပွားချိန်မှာပြည်သူတရားဝန်ကျင်ရာတောင်ရင်မြစ်ကိုဖျက်ကူးကထိုင်းနိုင်ငံဘက်ကိုစစ်ပေး တင်းရှောင်လာတဲ့အတွက်အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကိုထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်တွေကကူညီထားတယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်နေမေလစစ်တပ်စခန်းကိုတင်းပိုက်ပြီးရတဲ့နောက်မှာ မော်ဖိုးကေစစ်တပ်စခန်းကို KNU ကစတင် တက်ခတ်နေတာလည်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့အခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပို့လို့တူ ခလက်တဲ့တခေါ်ဘီခွေမော်ဖားသူစခန်းတလဲစခန်းနဲ့မေလစခန်းတွေကိုဇက်တိုက်တိုက်ခတ်သိမ်းယူနေရလည်းဖြစ်ပါရဲ့ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်စမ်းချောင်းတောင်ရက်ွက် အုတ်ချုပ်ရည်မှုရုံးကိုလက်ပစ်ဘုံးနဲ့ပစ်သွင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအဲဒီနောက်မှာစစ်တပ်ကစမ်းချောင်းမြို့နယ်တခွင်ကိုကင်းပတ်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသပြည်သူတို့ချို့နယ် The Black Line အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရစေ။မေလ16ရက်နေ့မနေ့17ရက်မိနစ်50လောက်က စမ်းကြောင်မြို့နယ်တောင်ရက်ကွယ်အုတ်ချုပ်ရေမှုရုံးကိုတပ်ပလက်လိုင်းနဲ့ရန်ကုန်အာမီဝိုင်းရဲ့အဖွဲ့ကတော်လန်ရဲဘော်တွေကလက်ပစ်ပုံးတလုံးကိုပြစ်သွင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရေမှုရုံးတွေကအကြမ်းဖက်တသားတူထိခိုက်မှုရှိနိုင်တယ်လို့လည်းတပ်ပလက်လိုင်းအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။အဲလိုတိုက်ခတ်ခံရပြီးတဲ့နောက်မှာစစ်ကားနဲ့ရဲကားချို့ဟာလမ်းတော်တွေအထိဝင်ရောက်ကင်းပတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လည်း ဒေတာပြည်သူချို့ကပြောပါရယ်ပုံမှန်အပြင်စစ်ကားနယ်ရဲကားတွေဟာ လမ်းတွေတွေစီကိုဝင်ရောက်လို့မရှိဘူးလို့လဲစမ်းချောင်းမြို့နယ်ကပြည်သူတို့ကပြပြပါရယ်လက်ပြဘုံနဲ့တက်ခတ်ခံရတဲ့စမ်းချောင်းတောင်ရက်ွက်အုတ်ချုပ်ရည်မှုယုံဟာစစ်ကောင်စီတောက်တိုင်တွေဖြစ်တဲ့အုတ်ချုပ်ရည်မှုဒလန်နဲ့ပြူစောထီးတွေစုဝေးရနေရဖြစ်ပြီးပြည်သူတွေကိုအနိုင်ကျင့်ဖို့ကြနေတဲ့ကြက်ဖို့ယုံဖြစ်တယ်လို့စစ်ကောင်စီအုတ်ချုပ်ရန်နေရတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့အတွက်အခုလိုသတိပေးတက်ခတ်ခဲ့တာဖြစ်တယ်လို့လဲ The Bread Line အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရခိုင်ပြည်ဘူးတီတောင်မြို့သိန်းတိုက်ပွဲတစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ် တိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားစစ်တုံးပန်းမိသားစုဝင်300ကျော်ကို အေအေကလွှတ်ပေးခဲ့လို့သိရပါဗျ။မေလ17ရက်နေ့ကဘိုးတိတော်မြို့သိန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတွေကနေစစ်တုံးပန်းနဲ့မိသားစုဝင်314ကိုအရခတပ်တော်အေအေက ပြန်လည်လွှတ်ပေးခဲ့တာလည်းဖြစ်ပါဗျ။ပြန်လွှတ်ပေးလို့ရတဲ့စစ်တုံးပန်းတွေနဲ့မိသားစုဝင်တွေကိုအခုလိုပြန်လွှတ်ပေးတာဖြစ်တယ်လို့လည်းအရခတပ်တော်အေအေကပြောဆိုထားပါဗျ။အခု2025ခုနှစ်တနှစ်တာ တွဲစစ်တုံပန်း2023ကိုပြန်လည်လှုပ်ပေးထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ဖေဖော်ဝါရီလပထမပတ်အတွင်းမှာစစ်တုံပန်းတွေနဲ့မိသားစုဝင်စုစုပေါင်း 116ကိုပြန်လည်လှုပ်ပေးကြတာဖြစ်ပြီး ဖေဖော်ဝါရီလတတိယပတ်အတွင်းမှာလည်းစစ်တုံးမှန်198ဦးကိုအေအေက ပြန်လည်လှုပ်ပေးခဲ့ပါတယ်။ပြန်လည်လှုပ်ပေးခဲ့တဲ့198ဦးထဲမှာစစ်ကောင်စီရဲ့ဒုတိယရဲမှူးကြီးတူပါဝင်ပြီးအမျိုးသမီး149ဦးနဲ့အမျိုးသား52ဦးပါဝင်တယ်လို့လည်းသိရပါတယ်။ဧပြီလ17ရက်နေ့ကလည်းမင်းပြတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိတဲ့စစ်တုံးမှန်တွေတဲက စစ်တုံးမန်းတွေနဲ့မိသားစုဝင်190ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့ကလည်း225ဦးကိုပြန်လည်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်ထောင်ချီကို အာရခတက်တော်အေက ဖန်းစီရရှိထားတာဖြစ်ပြီးအဲ့ဒီအထက်ကပြန်လွတ်ပေးတဲ့ဥယေဟာစုစုပေါင်းတထောင်ကျော်ရှိလာတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကတော့မြောက်ဦးမြို့နယ်ရန်ချောင်းဒေသမှာထားရှိတဲ့စစ်တုံးပန်းတွေရှိရာနေရာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တုံးပန်း28ဟွာတိုက်ဆုံးခဲ့ရပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။